အရင်ဝမ်းသာပါအဲ့ဒါမဟုတ်သူတို့ supply supply ဆိုတာသူတို့ဘန်ကောက်လေပြီးွားလိုက်လားဘန်ကောက်သွားခဲ့လေနှစ်ယောက်ဆုံးလုံးလေအဟိုကနေမသွားခင်တော့လည်းလာတယ်သူဆိုရင်ဥမောင်းဖနှက်ဝယ်ပြီးလိုက်တယ်အဖနှက်ဆိုတာနှစ်သိန်းသုံးသိန်းဖနှက်အသူစုံလဲဒီတိုင်းပဲမသွားခင်တော့လည်းတော့ကောင်းနေဘောလုံးမသွားကန်နေဥမောင်းချိတယ်သူရောက်သွားတဲ့နေ့မှာရှုံးတယ်တဲ့အော်တကောဒုက္ခပါပဲနောက်နေ့၃ဘွဲကန်နေ၃ဘွဲသလုံးမှာဆရာနှကောင်ခြေသွန်းနေပြအမ်အက်စ်ပီ ရှိပီတန်ရဲ့ခုံဆောင်ဟိုကျူစားခဲ့တဲ့အတွက်ကြောင့်မလို့ပီတူဖြစ်ရပါတယ်ဟိုကိုင်းထဲမှာလည်းတောင်းအပ်ပေးခဲ့တဲ့အတွက်ကြောင့်မလို့အရန်ကိုပီတူဖြစ်ရပါတယ်ဘုံယူပါတယ်တာလီနဲ့ဟုတ်ရန်ရန်ပြောပါတယ်ခုလိုမျိုးပေးရတဲ့လေဥမောင်တို့ဒီမောင်နဲ့ကိုလည်းရန်ကျေးဇူးတင်ပါတယ်ကျေးဇူးတို့ဥမောင်တို့ဥမောင်နဲ့အန်နီမျိုးလည်းရန်ကျေးဇူးတင်ပါတယ် အကမောင်းစဉ်းစားတာဒီကလေးတွေဒီမြေခွက်ကိုပေးလိုက်ရင်လောလောဆယ်သူတို့လည်းလာမယ့်နှစ်မှာဆိုရင်ဝင်ဝင်လေးလေးရမယ်เนาะသူတို့မိသားစုတွေရှိပါတော့เนาะမိကိုနေတဲ့နောက်မှာကလေးတွေလည်းရှိတယ်ဟိုသူတို့မိကိုလေးပေါ့เนาะမိသားစုလေးတွေလည်းအဆင်ပြေအောင်ဆိုပြီးတော့လင်မယားနောက်တိုင်မြင်ပြီးတော့မှကတ်တာဆိုရင်ဒီကိုညံလေးတွေနေရာကိုပေးလိုက်မယ်အဲ့ဒါဆိုရင်တော့ဒီဘက်မှာရေတူးပြီးသားဟိုဘက်ကွက်ကအတူတူသူတို့ကွက်ကရေတော့မတူရလို့ဒါပေမဲ့အဲ့ဒါနဲ့ဆိုတနည်းနေခင်းမဲ့သွားပြီးတော့ရေလေးတွေလည်းတူးပေးလိုက်တယ်အဲ့ဒီကိုညံမိုးတွေလည်းပိုင်ရှင်နဲ့ညှိနှိုင်းပြီးတော့အကုန်ဝယ်ပေးလိုက်တယ် အဲဒီမှာကလဝီနေလဲပါ အာသူတို့ပြောမှာပါဒီထက်မှာအေးချမ်းချမ်းပေါ့နော်ရွာလေးကနေဖို့အရန်ကောင်းတဲ့ရွာလေးဖြစ်တယ်အဲအဲ့ဒါမျိုးကျယ်လေးနေတော့ကျယ်လေးတွေက20အနံက60ပါအင်းဘက်ကိုကြည့်ဘွားရအောင်ကြည့်ရအောင်တော့မကြည့်ရတော့ဒီဒီနေ့အချိန်လေးမရလို့ပါမနေ့ဖြစ်ကြရင်သူတို့မိသားစုတွေကချိန်ထားပါလေအာကားနဲ့သွားပြီးတော့ဟုတ်မနေ့အိမ်ဆောက်ဖို့တော့ ပြောတော့ပြောတာလားဟုတ်အဲ့ဆိုရင်ခုကအဲ့ဒီညိုဖွဲ့ရရပဲဟိုမှာခုံမိုးအမိုးလေးပါလိမ့်ပါလိလူငယ်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 ဒီစီကိုဆောင်းနေပါအိမ်မှာဆောင်းပေးမလားမသိတော့ဘူးဒါတော့တော်တူတူပဲလားအဲ့ဒါအဲ့ဒါစစ်စစ်ရှိလားဘယ်လိုရှိလဲပြောပါဦးအဲ့နဲ့မစင်းနဲ့ပါမပြောဘူးဟုတ်တယ်အရင်ဝမ်းတာပါအဲ့ဒါမဟုတ်သူတို့ supply supply ဆိုတာသူတို့ဘန်ကောက်လေပြီးွားလိုက်လာဘန်ကောက်သွားကြတယ်နှစ်ယောက်ဆုံးလုံးလေ ်အဲဟိုကနေမသွားခင်တော့လည်းလာတယ်သူဆိုရင်ဥမောင်ဖနက်ဝယ်ပြီးလိုက်တယ်အဖနက်ဆိုတာနှစ်သိန်းသုံးသိန်းဖနက်အဲသူစုံလဲဒီတိုင်းပဲမသွားခင်တော့လည်းတော့ကောင်းနေဘောလုံးမသွားကန်တယ်ဥမောင်ချိတယ်သူရောက်သွားတဲ့နေ့မှာရှုံးတယ်တဲ့အော်တကယ်ဒီဒုက္ခပါပဲနောက်နေ့သုံးဘွဲကန်တယ်သုံးဘွဲသလုံးမှာဆရာနှကောင်ခြေသွန်းနေပြဘန်ကောင်းမှာအဲဒီကောင်းနေပြရလာတဲ့ချိန်တော့မဲတိုင်းနေမှာယူအိမ်မှာလာကိုအဲ့မှာတရောက်မူမူငါသိမ့်သိပေးလိုက်ပါပေးတဲ့အချိန်မှာသူတို့ကပြောတာဒါကိုမောင်တို့ကစီစဉ်ပထမမသိသေးဘူးအာဒီမှာတဲ့ ဒီလိုပွဲကြီးကံမှုရှိတယ်ပေါ့နော်အာရှပွဲကြီးရှိတယ်ပေါ့ယူစက်ခွန်ပွဲကြီးရှိတယ်ပေါ့နော်အာရှပွဲဟုတ်လားအေးမင်းတို့ထူးကြောင်ကံသွားလို့ဘယ်တော့မှညတော့မှဆယ်ဆန်းဆယ်နှစ်မင်းတို့ကထိုက်တိုက်တန်တန်ပြီးမယ်အဲ့ဒီအချိန်ထဲကတော့ပြီးမယ်ဆိုတော့မိမပြောလိုက်တယ်မိမလို့ဟိုမှာသူ့ဖေဒီပါလီဆိုတာကိုမောင်လုံးနဲ့ဟိုးဒီမှာဟိုတော့90ကျော်လည်းရရှိတာပေါ့နော်တိခင်မင်းလည်းရောမိသားစုအကြောင်းလေးလည်းအကုန်တိနေတော့ဒီကလေးတွေများဒီပွဲကိုဒီတည်းကနော်ဒီကလေးတွေများဒီပွဲကိုနိုင်မြင်ခွင့်ပြီးလိုက်ပြီ မိမ350စီလောက်ပေးလိုက်တယ်အဲဒါသူဆိုတာ350စီလောက်ပေးလိုက်ဆိုမဟုတ်ဘူးငယ်အေးလို့ကိုလည်းဆုံးဖြတ်လိုက်ပြီကိုတို့သိရင်လည်းဘာမှမပါမှာမဟုတ်ဘူးမှတ်မှတ်ရဒီကလေးတွေများဒီပွဲအောင်နိုင်ပေးလိုက်မယ်ဆိုပထမနှစ်ပွဲနိုင်နိုင်မသိဘူးဥမော်စူတောင်းသူမလိုက်ကြည့်ဘူးနှစ်ပွဲနိုင်နေနိုင်တဲ့အချိန်မှာလေသုံးပွဲမြောက်နေနေလာကြာသူလိုက်လာအာဥမာနဲ့ပွဲမှာအဲမဟုတ်ဥမာနဲ့ပွဲမှာအဲသုံးရက်မြောက်သုံးရက်မြောက်ပွဲအဲ့ဒီနေ့မှာဆရာလေးကဖျားတယ် ကြည့်ကျင်တော့မရဘူးဒါပေမဲ့သူတို့နီးပြကြီးလဲတော်ပါလေပမာလို့ဒါပွဲကြီးပဲကြီးတက်အနေနဲ့ဆိုတော့လှဲ့ထားတာပေါ့နော်လူဒီကောင်တိုင်ဖြောက်ထားတာပထမနှစ်ပွဲမှာတိုင်ဖြောက်ထားတာပေါ့နော်တိုင်ဖြောက်ထားပြီးတော့ဟုတ်တယ်သူထင်တဲ့အတိုင်းပဲတယောက်တယောက်များနာတော့ခဲ့လို့ရှိလို့ရှိရင်နေမခိုင်မကောင်းဖြစ်လို့ရှိရင်ဆိုနောက်ပွဲနှစ်ပွဲလုံးမှာဒီမှာမင်းသားထွက်လာတယ်မင်းသားရှေ့နှစ်ပွဲမှာမင်းသားမထွက်ဘူးမင်းသားတိုင်ပြောင်းတယ်နေရပြောင်းတယ်အဲဒီလိုမျိုးပေါ့ဒါနီးပြရဲ့ဟိုပေါ့နော်ဆရာပီသားပါလေသူလှုပ်သွားတဲ့အနေထားလေးอ่ะအဲ့မှာနောက်နှစ်ပွဲမှာဒီကောင် နှစ်ပွဲစလုံးသွင်းတာအဲ့ဒီပထမဒီအိုမန်သွားကြည့်တဲ့အချိန်မှာဟိုမိန်းမပါတော့ကြသွားပြီကဲပေးလိုက်တော့မယ်တဲ့အဲ့မဲ့ပေးလိုက်တော့မယ်လို့ဒီအချိန်ထဲရလဲဆိုတော့သူမိပါတယ်လည်းပြောလိုက်ပြီရောက်ကမှလည်းပြောလိုက်ပြီအဲ့ဒီကလေးတွေတော့ပြောလာတယ်မင်းတို့တွေအားမငယ်နဲ့မင်းတို့ဒီတက်တာနဲ့ပေးမယ်အဲသူတို့တော့မလျှော့အောင်မစွဲမလျှော့အောင်အဲအဲ့ဒါလေးဘွဲ့မြောင်းနေလဲကြောက်သုံးဘွဲ့မြောင်းနေတွေကပေးဖို့ပြောပြီးပါပြီအဲလေးဘွဲ့မြောင်းနေလဲထိနေတဲ့အတိုင်းပါပဲတေးကိုကြောက်ကြမယ်ဆိုတာတွက်ပြီးသားအဲ့ဒါကြောင့် ။အော်တလုံးနဲ့ရှုံးတော့မှတက်မှာ။ကိုရ။အဲ့လိုမျိုးဆိုတော့တေးရတော့ကြောက်ကြမှာ။ဒါပေမဲ့လည်းကိုလူကြီးကဟာအရင်ရှိရစွာလာတော့ပူအားရှိနေ။အဲ့ဒီနေ့ကဆိုတန်းနေတော့ဝင်နေအခုလည်းဒီ။အခုမှမဟုတ်ဘူးဒီကလေးလေးငါးနှစ်၆နှစ်ထည့်ရတယ်။အဲ့ဒီမှတော့ရတာဒါသူညီလေး။ဒါလားညီသက်အာဒီကောင်လေးလာဦးမှာ။ဒီကလေးကလည်းအခုလာနေပြီ။အဲ့သူ့လိုပဲဒီပုံစံနဲ့ပဲလေ။ဒီကောင်ငယ်ဘဝနဲ့အတူတူပဲ။ဘောလုံးကောက်တာသူတို့ရဲ့ရှေ့မှာဆရာကြီးတွေရှိတယ်မြန်မာလေရွေးစင်ဒီရွှေပြည်သားနေပဲရွှေပြည်သားကဘောလုံးဘောလုံးရွှေအိုးကြီးနေရ ဟိုဘောလုံးနဲ့ပတ်သက်ရင်ပြောတာတကယ်လေရွေးစင်တွေမှာလည်းအခုရှိတယ်အခုဆိုရင်တယောက်ချင်းမြောက်ဖို့ကြံနေတယ်ညီမလေးတို့လာမယ်ဟိုနိုင်ငံသားသွားနေပြီ U19 နော်အားရောက်ရကိုကြီးရဲ့သားသူသွားမယ်ဆိုတော့ခဏခဏတရားတော်ဝယ်ပေးလိုက်ပြီအခုသွားနေပြီ U19 အဲ့ရကလေးလည်းရွှေပြီးသားပဲသူကြုံမဲ့တရားဒါသူလည်းလာအောင်မယ်သူတို့ဒီလိုပေးလိုက်ချင်အဖေကဘာကြောင့်လဲဆိုတော့သူတို့တွေအရှေ့ကိုတက်ပြီးနောက်မှဒီလိုကလေးတွေကိုင်းထဲမှာအပြည့်ရှိတယ်ကိုလက်တို့တွေတင်မင်းနေတာအာဒီကလေးတွေကပေါက်ဖွားလာမယ်ကလေးတွေဥမာတော့မျိုးဆက်ကိုထိမ့်ပါ အဒီကလေးတွေနဲ့ပတ်သက်တယ်ဆိုတာ10နှစ်ကြော်ပါပြီဝင်းကျင်ရအဲအဲ့ဒါမျိုးအဲကလပ်တင်းတွေသွားကိုင်းတော့ဆိုလဲဒီကလေးဆိုရင်လာစားပါပေးလာတာသူ့အိမ်ကိုအဲဒီတိုင်းမဲ့ကလေးဆိုလဲဒါဖနာ3ကရှိပြီအဲခုနကတော့သွားတယ်လာတယ်ဆိုတာသူ့ဖေးတင်းနဲ့ပေါ့နော်အခုသူ့မိဘတွေစီဒီသားနှစ်ယောက်ကိုရမ်းချစ်တာသူတို့ချစ်တယ်လို့ပဲမျိုးကလည်းချစ်တယ်အဲအဲ့ဒါကြောင့်လဲကလေးတွေကိုမျိုးချစ်တယ်ဆိုတာဒါပြင်ပြောတာအခုမှလဲလုံးဝမထင်မှထားပဲနဲ့ ဟိုအားလုံးပေါ့နော်ရှိပါလေလူတွေလည်းအခုပြောနေပါလေဟာရှိပြီကမှာအရင်မြောက်ပေးရမှာအရင်မြောက်အရင်မြောက်ပေးမှာဆိုတာခြေစမ်းဆယ်စမ်းရှိတဲ့ကလေးမှန်သမျှကိုမောင်ကြည့်နေမကြည့်ပဲနဲ့ဒါလည်းတရားမှမရှိဘူးအကုန်လုံးသူနေထားလင်းနဲ့တူကြည့်တာအောင်မင်းဖြစ်ထွန်းလာဆိုရှောက်တဲ့လမ်းအတူတယ်ဒါပေမဲ့အောင်မင်းမှုလမ်းကြောင်းဘလို့ပံမိုးပေးရမယ်ဆိုတဲ့အနေထားကြောင့်ဖြည်းဖြည်းတော့သွားမှာလေဟုတ်လားသူငယ်စားကသူငယ်ငယ်တိုင်းအဆင့်သွားမယ်တရန်တရန်အဆင့်သွားမှာပေါ့နော်ဆယ်တန်းဆယ်တန်းအဆင့်သွားမှာအာဒီလိုလေးပေါ့နော်ဒါမျိုးလေးတွေကဥမာလို့ဆုံးဖြတ်ထားပါလေသူမရောက်မှမဟုတ်ပါဘူး ဒါလည်းအခုသူတို့နှစ်ယောက်ဒီလိုဖြစ်လာမှာအနေထားမဟုတ်ဘူးသူတို့လေဘာမှမဖြစ်ခင်ဒီလိုရွယ်သေးတွေကအဲဟိုမောင်တို့ကဒီထွက်စုဘာညာအကုန်လုံးငငယ်တွေကဒါပြင်းနဲ့တွေ့ကြတာလဲဆိုတော့ဒီမျိုးနယ်မှာနီးပြားတွေရှိတယ်ကိုလက်တို့ကိုနိုင်ဝင်းတို့မြောက်ကြီးတို့ခုနကတော့လို့ကိုခေါ်လေးတို့အာဒါတော့သူတို့မိတ်လို့မရတဲ့လူတွေဒီမျိုးကတကယ်ဆရာသမားတွေဒါဒါသူတို့ရဲ့အရှိမှရွှေပြည်သားမျိုးနယ်လေရွေးစင်ကြီးဘဝကနေ မြို့မှာအခုချိန်ထိကိုထမင်းကိုစားပြီးတော့နှီးပြပြန်လုပ်ပေးနေကြတဲ့ပုံကိုအပေါ်လုံးနေမပါဘူးကျွန်တော်တို့ကဂီတပေါ့နော်ဂီတမှလည်းရှိတယ်အားကစားမှလည်းရှိတယ်နောက်ဒီတိုင်းသားသမီးတွေဥမာမြို့မှာမြို့မှာသားတွေသမီးတွေများကြီးပဲအဲခုနကဖြစ်ထွန်းလာတဲ့ကလေးတွေဘာလို့ပေးရမလဲဘာလို့ပေးရမလဲဂီတနဲ့ပတ်တိုင်လည်းဘာလို့ပေးရမလဲဘာလို့ပေးရမလဲပေါ့နော်ဥဂီတအတွက်လည်းစတူဒီယိုမျိုးစစ်ကြီးစောက်ပေးတာပါလေဒါတက်လာတဲ့ကလေးတွေအသုံးချဖို့နော်3900ယောက်ကုန်တယ်ဟိုတလောမှာမဖွင့်ရသေးဘူးအဲ့လိုမျိုးပေါ့နော်ဘောလုံးနဲ့ပတ်သက်လာရင်လည်းဒီမြောက်မှာမဟုတ်ဘူး ဥမာတော့ညုံနိုင်မယ်လူချင်းလို့လည်းမဟုတ်ဘူးညုံနိုင်မယ်ဒီဟိုအများကြီးလန်ခါလာတော့မလုပ်ဘူးမြို့မှာပဲလှုပ်လှုပ်စားတယ်ဒါကြောင့်ညုံနိုင်မယ်ကြောင့်မဟုတ်ဘူးညိုဆိုတဲ့တလုံးရဖို့ကဘဝတွေအများကြီးပေးဆက်ပြီးတော့မှတီဆောက်လာတာနှစ်30တီဆောက်လာညိုကြောင့်မဟုတ်ဘူးအဲသူတို့အခုလို့ပေးနိုင်ခြင်းဒီရွှေပြည်သားမျိုးသူမျိုးသားတွေညိုလာရောက်ခိုင်းစေတဲ့မိဘပြည်သူတွေရဲ့ကျေးဇူးအလုပ်တွေပေးနေလို့လှူနိုင်နေတန်းနိုင်ပြုတ်နိုင်ဟုတ်လား အခုမြို့နယ်မှာဆိုရင်ဒီအာဂရာကလေးတွေရှိသလိုသူတို့တွေမဟုတ်ပါဘူးရှေ့မနောက်မှာသွားမဲ့လာမဲ့လူတွေလည်းရှိတယ်အရှိမပြေးနေတဲ့ကောင်တွေလည်းရှိတယ်ဒါပေမဲ့ကလေးတွေလည်းအခုမှားလာတယ်အရှိကနောင်တော်တွေမှာရှိတယ်ဟုတ်လားမြန်မာလက်ရွေးစရာနေကလပ်တွေဝင်ကန်ုံပြီးတော့မှလိုင်းချောင်းသွားတာတို့အတချို့ကျတော့တော့စိုက်မိုက်မိုက်ကြွားနေတာတော့အခုဒီကလေးညတော့ဒါငယ်ရွယ်တဲ့လူလည်းဖြစ်တယ်ခုနကပြောသလိုပေါ့နော်အလားအလာဆိုတာအလားအလာကောင်းအရန်ကောင်းလို့နဲ့ကလေးညောက်ဖြစ်နေတယ်အခုကဟုတ်လားအခုဒီဆက်ခွန်ကနေပြီးတော့သွားမယ်ဆက်ခွန် 2023မြမလက်ရွေးစဉ်ဒီအရာပဲတောက်လျှောက်လေးသွားလိုက်ပါငွေရချိန်မြင့်ရှာလို့ရအရွယ်ကောင်းအရွယ်တွေကိုကျွန်တော်တို့အနောက်ကနေပြီးတော့ sport team ပေါ့နော်တွင်းနိုင်သမျှကျွန်တော်တို့ဒီຢာလေးမပြီးသွားပါဘူးဒီကလေးတွေကအာကျွန်တော်တို့တွေးပြီးတော့လုပ်ပေးမှာပါအဒိုနေတူသွားပဲအနောက်မှာလည်းဒီလိုပဲသူတို့လိုပဲသွားမဲ့ကလေးတွေကလည်းဟန်ရင်ပြင်နေတဲ့ကလေးတွေအများကြီးရှိတယ်ရွှေပြည်သားဘာကြောင့်ဒီလိုရှိလဲဆိုတော့ရွှေပြည်သားနီးပြားတွေတော့တယ်ရွှေပြည်သားမျိုးစုမျိုးသားတွေတော့တယ် ော်လုံးနဲ့ပတ်သက်ရင် sporting plaza နဲ့ပေးကြတာလူတိုင်းလူတိုင်းအများကြီးရှိတယ်ဒီမျိုးမှာဒါကြောင့်မို့မြို့တီပြောရချင်းတာလဲတခုပဲเนาะတခုလေးတော့ထပ်ပြောမယ်ရွှေပြည်သားမြို့ဆိုတာဒီရန်ကုန်မြို့ပေါ်ကခုနှစ်မြို့နဲ့ကိုးမြို့နဲ့ပြောင်းလာတဲ့လူတိုင်းစားတွေကြီးပဲရွှေပြည်သားမြို့ဆက်တီကောင်းပါပါဒါကြောင့်မို့အခုလိုဒီကလေးနှစ်ယောက်အားပေးခြင်းဖြင့်နောက်တစ်ခုပြောချင်တာဘယ်တော့ဒီကလေးနှစ်ယောက်တည်းတော်လို့မဟုတ်ပါဘူး ်အခုယူဆက်ခွန်တသိန်းလုံးတော့ပါလေကျွန်တော်တို့အချိန်အားရရင်ဒီတသိန်းလုံးကိုကျွန်တော်မုံမိုးပေးဖို့ရှိပါတယ်အာတို့နှစ်ယောက်တည်းကိုကျွန်တော်တို့ကခွဲဝေပေးတာမဟုတ်ပါဘူးလို့ဒါလေးကိုလည်းကျွန်တော်တို့ဒီရနေပြီပြောပြခြင်းပါတယ်ကျွန်တော်တို့တသိန်းလုံးကိုလည်းအခုဒီမှာကျွန်တော်တို့ဒီနေ့ဂုံလူဆောင်စုရီပေးရင်းနဲ့ကျောင်းစုရီပေးရင်းနဲ့မှာကျွန်တော်ပြောလိုက်ပါတယ်ကျွန်တော်တသိန်းလုံးယူဆက်ခွန်မင်းတို့ဆရာတွေပြောလိုက်ပါတသိန်းလုံးကိုကျွန်တော်သိန်း90စုချပေးပါမယ်ကျွန်တော်နေနောက်ကျ ွဲတွေမှာလည်းအကောင်းဆုံးကျူးတော့ပါမယ်ဟုတ်အာဆာဘလာပြန်ပေါ်မှာလည်းကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံဒီဖြစ်အောင်ကျူးတော့ပါမယ်ဟုတ်ပါဘလာဝန်ကန်ဝင်ရအောင်ကျူးတော့ဘလောဆိုတော့ကျွန်တော်အားမွေးပါအောင်ကို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 ဆိုင်ပြီးတော့ပုံရမြန်မာစတာဖစား